ဆရာဒီနေ့ပြောပြပေးပါမယ်ညဝေပေးပါမယ်အကြောင်းအရာလေးရောခန္ဓာပြက်ကိနော်ကြုံမကြုံကွန်းနီးတီနီးနော်ဘူးဒူတာလေးတွေဖြစ်ပါနေဒါလေးကဒူတိုင်းစီထားတင်ပါတယ်တက်ထားတင်ပါတယ်အရေးကြုံလာပြီဆိုလို့ရှိရင်မိမိအတွက်တော့လကောင်းမိမိရဲ့မိသားစုဝင်တွေအတွက်တော့လမောင်းနော်ဒါလေးကပြန်ပြီးတော့အသုံးချလို့ရပါဒီနီးနဲ့နေရဘူးလားအနည်းတော့ဒီနီးလေးတကူတော့တည်ထားတင်ပါဟိုဆရာတော့ခန္ဓာပြက်ကိန်းလို့ပြောတာဆက်တဲ့တူပါ ။အကိန်းနေရရနော်ခန္ဓာပြက်ကိန်းကြုံအောင်ဇောတာပါ။တတ်တည်ဆုံးနိုင်နေလို့တော့တုံနဲ့။ဟာဇောခြင်းနော်။ဇောခြင်းကိုလိုခြင်းဖြစ်ပါလို့နော်။အဲ့တော့လူကိန်းနေကြုံနိုင်တယ်။မဖြစ်မနေတည်ရမှာလားဆိုတော့ဒါမျိုးမဟုတ်ပါဘူး။ဒါဒီတော့ login နီးတွေရပြပြီးဘေးရင်ကြေတရာနီးတွေရလုံးလို့ရတယ်နီးလန့်တွေအများကြီးရှိပါတယ်။ပြောချင်တာကတော့အခုမိမိတို့မိသားစုဝင်တိုင်းမှာပဲဖြစ်စေမိမိကိုယ်တိုင်တော့ဖြစ်စေမဟာတက်ရွယ်ပိုင်းခြားရအိုးမဟုတ်တဲမကြီးတွေတချောင်ချောင်ဖြစ်နေပြီးရောပေါ့နော် ပြီးတော့တရားနဲ့အညာခိုက်တွေဝင်နေတယ်ဆိုပြီးချင်းဒါမျိုးတွေတွက်ကြည့်ပေါ့ဒါတို့ဒါနမိတ်လေးပေါ့နမိတ်တကူအနေနဲ့ကိန်းတကူအနေနဲ့ပါပါအဲ့လိုတွေတွက်ကြည့်ထားလို့ရှိရင်ဒါအဖြေလေးတိလားဖြေလေးတိရမှာနော်အဲ့တော့ဆရာဒီနေ့ဒီကောင်းလေးပြောပြပေးခြင်းဒါတော့ဆရာဒီနေ့မနက်နော်ကပ်ပြီးတော့ငါစိတ်မကောင်းစရာကြုံလိုက်ရတာဟုတ်ဆရာတို့လွန်ခဲ့တဲ့ဗကြံကာလတွေကတော့ရောင်းချုံဆက်သွယ်ထားတယ်ဆရာလွန်ခဲ့တဲ့၄ရက်လောက်ကပြန်ရောက်လာတယ်လွန်ခဲ့တဲ့၃ရက်လောက်နော် နောက်လာနောက်တနေ့ပဲဆက်အောင်လာကြည့်။အာဒီအမပေါလိပို့ဆက်တယ်ဆက်အောင်။မသူ့ရဲ့သားလေးက26ကျော်ပြီးတော့16နဲ့မှာပြေဖို့တော့3လလောက်လိုသေးတယ်မဟုတ်။အာဒီလိုအချိန်နေမှာသူကလာမေးလိုက်တဲ့အချိန်မှာဆရာကိုဆရာဗာနေသား။ဟောဆရာသူ့ရဲ့မဟာဗုဒ္ဓရောင်လေးရဲ့နော်နမယကတိုင်တင်နေတာဒီကြည့်တယ်တော့နမေရီယာလေးအပေးမနေတယ်။နော်ခုနကတော့ဒီ တိုင်တွေရတဲ့ဇောက်ထိုးစင်းနေဖြစ်နေတယ်။သူလာမေးတဲ့အချိန်ရင်ငါးဝိဇာတိုင်တွေကိုပြေးလိုက်မယ်ဆိုတဲ့ဘူးလာမေးတဲ့တင်းငွေတွေသားသူ့ရဲ့သားလေးက16ကျော်ဆက်ပေါ်အေးပဲလေးကအမေအခိုက်အတက်ဖန်နာမှာတော့ဌာနတွေမှာရှိတယ်။သူ့ရဲ့ပုံမှာလည်းကြာတာပရိနန်နေစီးနေတာဂျိုရီစီးနေတာတဲ့တယ်ဆရာမိမကိစ္စအတော့မဟုတ်နော်မင်းကိစ္စပေါ့နော်ဒါမျိုးတွေပေါ့ရေကိစ္စရေကိစ္စကမအပ်ခဲ့ရတယ်ဒါမျိုးတွေဆရာပြောပြလိုက်ပြောပြရဟုတ်တယ်သူကဖက်တောက်ကြော် မှာမန်ရန်ကုန်ကနေမန္တလေးတွေအလုံးသွားလုံရင်းနဲ့မင်းကလေးတယောက်နဲ့ပတ်သက်ပြီးအာမေခဏကြောက်သွားတယ်ပြီးတော့ ဘရောမနေရာမဆက်ွယ်တော့ဘူးကွနော်လေးလလောက်ကြာနေပြီဆရာကြည့်လိုက်တဲ့အစရာတိတယ်ဒါပေမဲ့ဟိုကလည်းငိုတွေအကြီးကြီးနဲ့ပေါ့နော်ငိုတွေအစွေးတွေနဲ့သာပေးတာတိတယ်တော့ပိုချင်းစာစရာပေါင်းစုံကြေးတွေအားတွေပေးလိုက်တယ်ဟာသေးနှစ်သိပ်ပေးလိုက်တိုးတော်ညာလည်းပဲဒီနေ့မနက်ဆောင်ပုံဆက်လာတယ်နော်ဆရာရှိလာပြီ၃ရက်လောက်တည်းတော့ပုံဆက်လာပြီငါတော့ဟိမ်မက်မတဲ့အိမ်မထဲမှာတော့အိမ်ပေါ့ဝါကိုလာတယ်အိမ်ကျူလင်းနဲ့ခေါ်လို့မရဘူးကွာဟာဟုတ် ဘူရိုးဖုံးဆက်လာတဲ့အချိန်ုံနဲ့ဆရာကက်ကြည့်ပေးတယ်နှစ်ခါတောင်ဖုံးဆက်တာပေါ့နော်ကက်ကြည့်ပေးလိုက်တော့မကောင်းဘူးဟာမဲနဲ့ဆရာတို့ကဒါကိန်းငန်းတဲ့နေရာဒီဒီမျိုးကစ်တယ်ဆိုမဲ့တကယ်လက်တွေ့ရမှာလဲတစ်ပတ်မှာအိမ်ဘက်မှတ်တယ်ဆိုတာလဲစိတ်အစွဲတောင်မှတ်တာပြတယ်ကဖားကတွေကလည်းမရေအိမ်ကိုပြလာခြင်းနေလို့တိတ်နှစ်ခုကမီးဆက်ပြီးတော့တန်လို့ဖြစ်ကောင်းဖြစ်နိုင်တာပြီးတော့ဆရာကတော့မျောလင်းဖို့ဒီနေရာလေးခက်ချေဖို့ပဲဟာထက်ပြီးတော့ပြောလိုက်တာပေါ့နော်ဒါကတော့အဲ့လိုမျိုးနဲ့ဆရာဒီနေ့ဒီခန္ဓာပြကိန်းဘလို့တွက်ချက်ရမလဲဆိုတော့ ကြောင်းတရားလေးကိုဒါမျှဝေဖြစ်သွားမျှဝေပေးခြင်းဖြစ်တော့နော်ကာနာပြကင်းဘယ်လိုစတော့မလဲဆိုအရှာတို့ကမိမိရဲ့အခုလက်ရှိရောက်စဲအသက်ကိုနော်မိမိရဲ့ဇိုးတက်နဲ့ပေါင်းရမယ်မိမိမွေးနိုင်ဇိုးတက်နဲ့ကောင်းအဲသုံးကဏ္ဍနဲ့မျှဝရလာတဲ့အဖြစ်ကိုနော်သုံးကဏ္ဍနဲ့ထပ်မျှဝမယ်သုံးကဏ္ဍနဲ့ထပ်မျှပြီးသွားရည်ဆိုပေမယ့်သုံးကဏ္ဍနဲ့မျှပြီးလို့ရလာတဲ့အဖြစ်ကိုကိုးကဏ္ဍနဲ့ထပ်ပြီးတော့သားပါလဲလိုက်အဲ့တော့ကိုးကနန်းနဲ့စားတဲ့နောက်ဆုံးအဆင့်မှာနော်အဖြစ်ပြီးပုံရတော့6ခုကျွင်းနေခဲ့မယ် ၃ညနဲ့၆အိုက်ခခုပင်းနေခဲ့မယ်ဆိုရင်ဒါခန္ဓာပြက်ကင်းကျုံနေပါတယ်။မသိအတမတ်ပါနော်။အဲ့တော့စိုးစိုးကတနင်္ဂနွေသားလေးနဲ့ဥပမာဟောပြမယ်ဆိုလို့ရှိရင်တနင်္ဂနွေသားကအခုအသက်၁၆နှစ်ကျော်ပြီစက်ကောင်ထဲမှာဆိုတော့နော်၁၆ကိုစုံးပြီဆိုတာနဲ့၁၆ပြည့်ပြီဆိုတာနဲ့စက်ကောင်ထဲကွာတယ်နော်။အဲ့တော့ဦးကအသက်၁၆နှစ်နဲ့ဦးရဲ့တနင်္ဂနွေဂျိုသက်ဒီ6နှစ်ဖြစ်ပါတော့။ဟောတနင်္ဂနွေဂျိုသက်နဲ့အသက်၁၆နှစ်ပေါင်းမယ်ဆို23ခန်းရမယ်။အဲ့ အဲ့ဒီ23ခဏကိုဆရာတို့ကရတာ23ခဏကိုသုံးနဲ့မြောက်ပြီးတော့ပိုးနဲ့ပြန်ဆောင်သုံးနဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်69ရတာ23ခဏကိုသုံးနဲ့မြောက်ရင်69ရရလာတဲ့အဖြစ်69ကိုဆရာတို့က6ခဏနဲ့ပြန်ပြီးတော့စားရမှာဖြစ်ပါတယ်။အဲ့တော့6ခဏနဲ့ပြန်တားလိုက်တော့နော်6 9လီ63ဖြစ်တော့69တဲ့ရ63နှုတ်တော့ဆရာတို့ဘယ်လောက်ကြံမလဲ6ကျွဲမှာပေါ့နော်6ကျွဲနာပေါ့ အဲ့တော့ဆရာဆိုးဆိုးကပြောထားခဲ့တယ်ဟိုတုံညတို့6တို့ကျွင်းနေဆိုရင်ဒါခန္ဓာပြက်ကိန်းစုံနေတယ်လို့ဆိုပြီးတော့ဗောနော်။အဲ့ဆရာကပြောခြင်းဖြစ်ပါတယ်။ဒီနေရာမှာဆရာထပ်ပြီးပြောပြောခြင်းတာကတော့ဟောကိန်းအရာဒါမျိုးကြုံလာဗောနော်။ဒီလိုကြုံလိုက်တစ်ဖက်မှာတကယ်တေရမှာလားတို့တာမျိုးကြီးဒါမျိုးရတော့မဟုတ်ဘူးဗောနော်။ဘာဖြစ်လဲဆိုတော့တေခြင်းတရားမှာလည်းသူ့မှာမျိုးမျိုးရှိတယ်ဗောနော်။ကံကုန်ရေးတေတာတွေရှိတယ်နော်။ကံရောကိန်းရောကုန်လို့တေတာတွေရှိတယ်။ ဒီကတော့တေချိန်တန်ပြီးတော့တေတာလည်းရှိတယ်ဥပ္ပစ္စေတကကန်နေကြောင်းတေတာတွေပဲရှိရမှာနော်။အာတေချိန်တွေကအမျိုးမျိုးတွေရှိတာ။ဝမေရတဲ့ပြပြဲမဟုတ်။ဒါမဲ့ဆရာတို့ကဒါ login မီးတွေလည်းသူတင်မှန်းစားလို့ရအောင်ပတ်စားလို့ရအောင်တန်တာ။ပြဝေပေးခြင်းဖြစ်ပါတယ်နော်။လူတိုင်းမိမိအတွက်ပေါ့။မိမိပတ်ဝန်းကျင်မိသားစုအတွက်ပေါ့။ပြန်ပြီးတော့အသုံးချလို့ရတာပေါ့နော်။အော်ဒီလိုမျိုးတွေကြုံနေပြီဆိုလို့ရှိရင်လည်းလောက်ရမဲ့ရေဒီယာလေးတွေလည်းရှိတာ။နောက်နေ့ကျရင်တော့ဆရာရေဒီယာခန္ဓာအနေနဲ့ဆရာတပိုင်းခတ်ပြီးတော့တင်ပေးမယ်။ခန္ဓာပြကိန်းကပတ်သက်ပြီးရောပေါ့နော်။အဲ့တော့ မတိရရှိဖြစ်ခြင်းဆရာမေးပါနော်မဆရာကိုအခြေအချင်းပါလဲနောက်ထပ်ဘီလိုပြင်ရရက်တွေလေးလာနေနေမေးဆိုရရှိရဟောနော်ဆရာကိုဟိုင်းဘက်ကနော်စတဲ့ဖြစ်ဒီနေပြီးတော့ဘက်ကရန်ကုန်ထဲရပါနော်ဆရာခြေရတွေကဒီဆရာတိတော့အကောင့်လေးဆရာရဲ့ဘိုက်ကမှာဆရာတိတာတက်တာနားလေတာတွေပြန်နေမျှဝေပေးနေတယ်ညီကိုမောင်နှမတွေရှိတယ်မိတ်ဆွေတွေရှိတယ်အဲ့တော့တိစင်နေဆိုလို့ရှိရင်နော်ဘာလို့သုံးနေစားတာလဲဘာလို့သုံးနေမြောက်တာလဲဘာလို့ကိုးနေစားတာလဲ တုံရလို့၆လို့ကျွင်ဘာလို့ပြေးရတယ်ပေါ့နော်ခန္ဓာပြက်ကင်းကြုံလာတယ်ပေါ့ဒါတွေပါထပ်တိကျင်တယ်ဆိုရင်ဆရာရဲ့ပိုက်ပါဝင်ပေးစိတ်လာခဲ့ပါဆရာနားလေသလောက်တိစလောက်ထပ်ပြီးရရှင်းလေးရပေးပါနော်အဲ့တော့နော်ဒီမိမိရဲ့ဂျိုတက်နဲ့နော်စနာတော့ဒီဟာဒီမိမိရဲ့လက်ရှိအသက်ကိုဂျိုတက်နဲ့ပေါင်းမယ်မိမိရဲ့မွေးနဲ့ဂျိုတက်နဲ့မဟုတ်တနင်္ဂနွေဆိုရင်၆၊ကနင်္လာဆိုရင်၃၅အင်္ဂါဆိုရင်၈ဂျိုတက်တွေက၈နော်ဗုဒ္ဓဆိုရင်ဂျိုတက်၁၇နော်ယာဟုဆိုလို့ရှိရင်ဂျိုတက်၁၂ နော်ဆက်နေဆိုရင်ဂျိုတက်30တောက်ကြဆိုလို့ရှိရင်ဂျိုတက်က22တက်ကြာတာပရိဆိုရင်ဂျိုတက်ကစက်ပိုးဖြစ်တယ်နော်အဲ့တော့အဲ့ဒီဟာတွေအဲ့ဒီဂျိုတက်တွေအကုန်လုံးပေါင်းရင်လည်း180ဆိုတဲ့နဝင်းပြန်ရတယ်ပေါ့နော်180နဝင်းပြန်ရတယ်ဆရာကဂျိုတိုင်းတွေဘယ်လိုဂျိုတက်တွေဘယ်လိုဖြစ်လာတယ်ပြောလို့လည်းဆရာရေးစစ်တော့အကောင်နဲ့မှဆရာတင်ထားပေးရယ်နော်ရှင်းပြပေးကြတယ်ဝင်ပြီးတော့လေ့လာကြည့်လို့ရပါတယ်နော်အဲ့တော့အားလုံးနောက်ထပ်တင်ဆင်ကျင်နိုင်ကြပါသေးဘူးဒုဒတာလေးနော်အတိအတိအတိ ဒီကဏ္ဍလေးတစ်ခုကိုးပါစေဆိုတဲ့စိတ်နဲ့ဆရာတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုအဆုံးထိကြည့်ရှုနေတဲ့ကိုယ်နဲ့သားသမီးအားလုံးနော်အဲဂျိုးသောနတ်သောအညာသောအခိုက်အဆိုးတွေအားဒီကောပြင်ဝေးကြပါစေ၊ကင်းရှင်းကြပါစေ။ဆရာပြုသမီးအကုတို့တွေကိုလည်းခတ်တူခံစားဖို့ရကြပါစေ။စိတ်သွားတိုင်းကိုပါလွင်ဆန္ဒတလုံးတဝါကြီးတည်တော့နော်။ကျန်းခွန်နေနိုင်စနေဘွားကောင်းလို့မြင်နိုင်အောင်လို့ဆရာရဲ့ဗီဒီယိုတွေတက်ဖန်ပြန်ပြီးတော့ share ဝင်လေးလုပ်ပေးပါဦးနော်။